ပဲခူးတိုင်းဒေသကြီးဝေါ်မြို့နယ်ညောင်ခန်းရှိကျေးရွာအနီးမှာငွေကျပ်9ဘီလီယံကျော်တန်ဖိုးရှိတဲ့စိတ်ကြွအစည်းပြား၅တန်းဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။ပူပေါင်းဖွဲ့ဟာနိုဝင်ဘာ10ရက်ည7:00နာရီမှာဝေါ်မြို့နယ် မြောင်ခါရှိကျေးရွာအနီးမှာမိုင်းဆွေစုသူမောင်းနေလာတဲ့ Isuzu 6ဘိန်မော်တော်ယာဉ်ကိုသတင်းအရစစ်ဆေးရှာဖွေစဉ်ရှင်မောင်ကနေတမိုးငွေကျပ်9.5ဘီလီယံတမိုးရှိတဲ့စိတ်ကြွစေးပြား၅တန်းဖန်းစီရမိခဲ့တယ်လို့သိရပါတယ်။၎င်းရဲ့ဖော်ထုတ်ချက်အရဖန်းစီရမိစိတ်ကြွစေးပြားတွေကိုမန္တလေးမြို့မှာနေထိုင်တဲ့ဖန်းစီဖို့ကျန်တဲ့မြမင်းဦးစုသူကမန္တလေးကနေဖန်အံကိုတင်ဆောင်ခိုင်းခဲ့တယ်လို့ဆိုထားပါတယ်။ဒါ့အပြင်ပြည်ဦးလွေမြို့မှာနေထိုင်တဲ့ဖန်းစီဖို့ကျန်တဲ့အောင်မျိုးဝင်းစုသူက ဖမ်းဆီးရမိတဲ့မော်တော်ယာဉ်ကိုမန္တလေးမြို့ဆွေတော်ကောင်းဝင်းအနီးကိုလာရောက်ပို့ဆောင်ခဲ့ကြောင်းလဲစစ်ဆေးပေါ်ပေါက်ထားတယ်လို့သိရပါတယ်။ဖမ်းဆီးရမိခဲ့တဲ့မူရစ်ဇေဝရီနဲ့ဆက်ဆက်သူတွေကိုဖော်ထုတ်နေစေလို့သိရပါတယ်လို့ လုံခြုံရေးတပ်ဖွဲ့နဲ့နေဆက်သူတို့ကပြောပါရယ်ဖြစ်စဉ်နဲ့ပတ်သက်ပြီး၎င်းတို့ကိုမူရစ်စေဝါနဲ့စိတ်ကိုပြောင်းလဲစေသောစေဝါများဆိုင်ရာဥပဒေအရအရေးယူထားရှိပြီးကွင်းဆက်ပြမှုကျွလွန်သူတွေကိုဆက်လက်ဖော်ထုတ်လျက်ရှိကြောင်းသိရပါရယ်အခုနှစ်မန်လာအတွင်းကလည်းဘကိုးတိုင်းဒေသကြီးဝေါ်မြွနဲ့ညောင်ခါရှိကြေးရွာအနီးရေကုန်မော်လမြိုင်ကားလမ်းမှာ22ဘိန်တွဲကောင်းကုန်တင်ရင်တစည်းပေါ်ကနေငွေကျပ်3.8ဘီလီယံတန်မိုးရှိတဲ့စိတ်ကြွရည်သွေးဆေးပြားတွေဖန်ဆီးရမိခဲ့သေးတာဖြစ်ပါရယ်